ဒီနေ့အတွက်ကတော့အိမ်မှာလုံစားရဲကျွန်းရွက်နဲ့မုံလာဦးနီတုံနီနေပြောပြမယ်နော်ဒါကကျွန်းရွက်ပါကျွန်းရွက်ကိုအိုရှင်ကနေဝယ်ထားတာပါအဲ့ဒါနေနေကိုနည်းနည်းလေးသုံးလင်းကဖက်ပဲယူပြီးတော့ပေါ့နော်ရေစိမ်ထားပါမယ်သူကအများကြီးပွားပါရဲ့ဒါကရေစိမ်ပြီး2နိုင်3နိုင်ကြာမှဖြစ်လာရနေထားပေါ့နော်အဲ့ဒါလေးတွေကိုလက်နည်းနဲ့တင်ချပုတ်ပြီးတော့ပြောင်းလို့ဈေးပေးပါမယ်ဈေးပြီးတော့ရင်တော့သူ့ကိုပြုတ်ပါမယ်ကျွန်းရွက်ရေစိမ်ထားတာဈေးထား ာလေးတွေကိုဒေုံလေးနဲ့ထည့်ပြီးရေမြောအောင်လို့ပြုတ်ပေးပါမယ်။အဲ့ဒီအထည်ကိုတရုတ်စီတီနေနဲ့ထည့်ပြီးတော့ပြုတ်ပေးပါမယ်။ရေကိုခန့်အောင်လို့မပြုတ်ပါဘူးเนาะကျွန်းရဲ့အရင်ကတောက်လို့ကောင်းတောက်လို့ရပါရဲ့နှလုံးရောဂါသမိုင်းအတွက်လည်းတဲပါရဲ့။ပြီးရင်တော့ဒီမုံလောင်းနီခါချောင်းနီရဲ့ပြီးရင်ငရုတ်ဒီစိမ့်နေရေကို ရေစိမ့်မယ်ပြီးရင်နတ်တလေးထွက်အောင်လို့ချစ်တဲ့နဲ့မုံလောင်းနီကိုချစ်ချပါမယ်။ငရုတ်ဒီစိမ့်ကိုလည်းကိုချိုက်တဲ့အနေထားလေးဖြစ်အောင်လို့ တီးပေးပါမယ်ကိုကြိုက်တက်လို့3000 4000ထည့်လို့ရပါတယ်အဲ့ဒါလေးပြီးွားရင်တော့ကျွန်းကျွန်းရဲ့ပြုတ်ထားလေးတွေကိုအခုလိုပုံစံအတိုင်းတီးပေးလို့ရပါတယ်ကိုကြိုက်တဲ့ပုံစံအတိုင်းကြီးချင်လည်းရပါတယ် ပြီးရင်တော့ကျွန်ကျွန်ရဲ့ဏိဒာအနေနဲ့ကိုထဲပါမယ်စပြီးတုတ်ပါတော့မယ်စီချက်ကလေးရဲ့စီချက်ကိုအဖက်ကလေးပဲယူပါမယ်အစီကမတဲတော့ပါပြီးရင်မြေပဲထောင်းတာအနေနဲ့ထဲပါမယ်ငရုတ်ဒီစိဏိဒာအနေပါထဲပါမယ်ငံပြရင်ငါငံပြရင်နေထဲပေးပါမယ်ပြီးရင်တော့ထိုင်းငံပြရင်နေထဲပေးပါမယ် အားရအလုံးပြီးသွားရင်အရသာမုံလေးနည်းနည်းထည့်ပေးပါမယ်ဓာတ်ရှိလေးကိုသုံးထားပါရဲ့ပြီးရင်တော့တမ်းမြာသည်2စိတ်3စိတ်လောက်ညှစ်ပေးပါမယ်အချင်းချင်းရင်ပို့ပြီးတော့ညှင်းလို့ရပါတယ်ပြီးရင်တော့အားလုံးကိုရောသွားအောင်လို့နေပေးပါမယ်ဒီလိုလေးသုံးစားကြည့်ပါနော်အရင်စားလို့ခံပါရဲ့ကျမကြီးအတွက်လည်းညီညွတ်ပါရဲ့နှလုံးရောဂါသမားတွေအတွက်လည်းတဲ့ပါ